င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်လောင်းလုံးမြို့နယ်မောင်မကန်ရဲစကန်တဲ့တိုက်ပွဲတွင်စစ်တပ်ဘက်ကဆက်နက်ဦးသိဆောင်ကလက်နက်မျိုးစုံ22လက်သိန်းစီရရှိတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်မကန်ရဲစကန်တဲ့တိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကဆက်နက်ဦးသိဆောင်ကလက်နက်မျိုးစုံ22လက်သိန်းစီရရှိခဲ့ကြောင်းထူထိုက်စစ်ဌာနကထုတ်ပြန်နေအော်တိုဘား26ရက်နေ့မနက်9:30မိနစ်ကမှမောင်မကန်ရဲစကန်ကိုတော်လင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ပြီး9:30မိနစ်ကမှရဲစကန်တစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရတယ် ဇကန်းတိုင်းတိုက်ပွဲတွင်မှာဂျပန်စစ်တပ်ဘက်ကစနေဦးသိန်းဆောင်ကဆယ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထို့ပြင်တော်လင်းရဲဘော်တောင်လည်းမြင့်မြတ်စွာတပ်ပိလူခဲ့ကြောင်းသိရတယ်။တိုက်ပွဲတွင်ဂျပန်စစ်သားရဲ့ထမဦးစီမျိုးစားတနက်6လက်၊ဂျီဒရီမျိုးစားတနက်9လက်၊ရှော့ဂန်စမော့ဂန်2လက်၊ကွန်မန်ဒိုစိန်ပြောင်း2လက်၊6လုံးပြူ၄လက်၊စုစုပေါင်းလက်နက်မျိုးစုံ22လက်၊ဂျန်ပါစက်နှလုံးနဲ့ကဲနေသိန်းစရာရှိခဲ့တယ်။ ။မဆိုပါရဲစကန်ဒိတ်တိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၄၀စစ်စင်နဲ့မြို့ထူတိုင်းစစ်ဌာနကိုကဲမှုအောင်မှရှိတဲ့နှီးပြွာ33ဒေါနာတန်ရင်တက်ခွဲလေးဒေါနာတန်ရင်တက်ခွဲခုနှစ်နဲ့အတူမဟာမိတ်တပ်ပေါင်းစုရဖြစ်တဲ့တဝက်ခိုင်တပ်ပေါင်းစု TNL ဒရက်ကဆက်ကြောင်းရမြမွန်တက်တော့ဖက်ဒရယ်ဒူဝင်ကျတက်တွေပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးရေဖြူမြို့နယ်တဝက်အထူးစီးပွားရေးစုံလမ်းပိုင်းမှာကင်းယူနယ်စစ်သားတွေကဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ကထိခိုက်ဒိန်းဆုံးမှုရှိ ။တနင်္သာရီတိုင်းရေဖြူမြို့နယ်တဝက်အထူးစီးပွားရေးဆုံးလမ်းပိုင်းမှာကင်းယူနေတဲ့စစ်သားတွေကဝင်ရောက်တိုက်ခိုက်ရာကျွတ်ဘက်စစ်တပ်ဘက်ကစေုပ်သိမ်းဆောင်ခဲ့ကြောင်းရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ထုတ်ပြန်ချက်နဲ့ဒေသတွင်းစီးတဲ့မြစ်တွေကပြောတယ်။အော်တိုဘာ25ရက်နေ့မနက်6:30မိနစ်ခန့်မှာရေဖြူမြို့နယ်တဝက်အထူးစီးပွားရေးဆုံးစီမံကိန်းလမ်းပိုင်းမှာ ခင်းယူနေတဲ့ဂျပန်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့တယ်။ထိုနည်းနဲ့တိုက်ပွဲမှာတနိုင်းနီးပါးကြာမြင့်ခဲ့ပြီးဂျပန်စစ်တပ်ဘက်ကဆယ်ခန့်ဒေသုံကအများပြတိုက်ခိုက်တဲ့အားရှိပြီးတော်လိုင်းပူပေါင်းတပ်တွေဘက်ကရဲဘော်နဲ့မစုံရတဲ့အားရှိခဲ့တယ်။တိုက်ပွဲဖြစ်တာတော့တရားရဲတဝဲတိဦးစည်းဝိုင်းစုံလမ်းပိုင်းမှာဆက်ရန်တရားရင်နဲ့လမ်းလောင်ကလောက်တာခင်းယူပေးနေတဲ့စစ်ခွေတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်တာလို့သိရတယ်။တိုက်ပွဲတွင်မှာစစ်ခွေတွေဘက်ကတိုက်ခိုက်ဒေသုံမှုရှိတယ်ဆိုတာကိုတော့သိရပါတယ်။အစောပိုင်းတိုက်ပွဲတိုက်ခိုက်မှုကိုရေဖြူမြို့နယ်တွင်ချိန်ဆိုင်မဟာမိတ်ပူပေါင်းတပ်တွင်နှင့်ဖာထုအမီတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်တယ်။ဆက်လက်ပြီးကလေးကန်ကော်လန်ပိုင်းကိုစစ်ကြောင်းထုံးနေစစ်တပ်ကကြေရီကိုဇက်တိုက်မိရှုံနေစက်ကိုင်းတိုင်းကလေးမြွနဲ့ရှိကြပန်စစ်တပ်ကကြေရီကိုဇက်တိုက်မိရှုံနေကြောင်းဒေသတွင်စစ်တပ်မြေကပြောတယ်။အော်တိုဘား29ရက်နေ့ကစတင်ပြီးထိုမှရ GTC မှာတက်ဆွဲတဲ့စစ်တပ်ကတာအကောင်ရနဲ့ကျွန်းချရာကိုစစ်ကြောင်းထုံရောက်စင်းနေကကျွန်းချရာကိုမိရှုဖျက်ဆီးခဲ့ကြအောင်အော်တိုဘားလ30ရက်နေ့မှာလည်းဂျပန်စစ်တပ်စစ်ကြောင်းကနှစ်ချောင်ရွာနှစ်မြောင်ရွာနဲ့ချောင်းခွာရာတို့ကိုရောက်စင်းနေပြီးပြည်သူပိုင်နေနေကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါဗျာ ။ထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကလည်းလိုက်လံတိုက်ခိုက်နေပြီးတိုက်ပွဲလည်းစလိုက်ဖြစ်ပွားနေကြောင်းတိုက်ပွဲတွင်ဂျပန်စစ်တပ်ကထိခိုက်မှုတွေများပြားနေကြောင်းသိရသည်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကလေးကန်ကောလန်ပိုင်းရှိထောက်ချံရွာ၊ကြိုင်ရွာ၊စီတာရွာ၊နမ်မြောင်ရွာ၊နန်းဆောင်ရွာ၊ကြံတာရွာ၊အောင်တာရွာနဲ့မှန်တော်ရွာပါဝင်အနီးအနားရှိကျေးရွာတွေမှာတောင်းနေချီတော်ပြည်သူတွေဘေးလွတ်အထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ကွေးစစ်ကြောင်းလည်းဒေါ်လိုင်းတပ်ဖွဲ့တွေကဇက်တိုက်လိုက်လံတိုက်ခိုက်နေတာစစ်ခွေးတွေဘက်ကအထင်အားလဲစစ်မှုန်တပ်သားတတိကိုအင်အားလုံးရင်းနဲ့ဖြည့်တင်ပြီးဒုစစ်စင်ကအခုစစ်ကွေးစစ်ကြောင်းကချောင်းခွာရမှာညရည်နာထားပါဗျ။စစ်ကွေးတွေရဲ့ရှေးဘက်ကကင်းချူကတော့ချောင်းခွာရရဲ့တောင်ပိုင်းအောက်ဆန်းသာရွာနီးတီရောက်နေပြီလို့တင်းသားတွင်စင်တွင်မြေတွေကပြောတယ်။ထို့ကြဖတ်စစ်တပ်စစ်ကြောင်းနဲ့ဒေါ်လိုက်တပ်ဖွဲ့နေစင်တိုက်ပွဲဖြစ်ပွားနေပြီးလက်ရှိချိန်မှာကြီးပိုးရေးပေါ်လွှဲနေကြောင်းထေသတွင်စင်တွင်မြေတွေကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးဗလဲမြို့နယ်နဲ့ရသေးတောင်မြို့နယ်ရှိကြားတွေကိုစစ်တပ်ကလည်းရင် drone နဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနာအုံသိမ်းဆောင်သခိုင်းနိုင်ဗလဲမြို့နယ်မှာရှိတဲ့ချင်းပြရွာကိုဂျမ်ဘတ်စစ်တပ်ကလည်းရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတောင်းတင်ဆောင်ခဲ့ကြသည်တပ်ပြည်တွေကပြောတယ်အော်တိုဘားလ30နိမနက်10နာရီ30မိနစ်ကျော်ခန့်မှာပလဲမြို့နယ်ချင်းပြည်ရွာကိုတရောက်ကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျဲတိုက်ခိုက်သွားကြောင်းသိရတယ်။ဂျက်ဖတ်စစ်တဲ့ပုံကျဲတိုက်ခိုက်မှုတွင်မြောင်မြို့နယ် ။တမင်ချောင်းရွာသားပြည်သူတောက်သေးဆုံးပြီးပြည်သူငောင်းလက်ထိခိုက်တရရှိကနေနှလုံးပြစီခဲ့ပါတယ်။ဘုံထက်သားတာကပလဲမြွတ်နယ်ချင်းပြားကိုကျဲသွားတာသေဆုံးပြည်သူကတော့မြန်မြွတ်နယ်သားလို့သိရတယ်။သူကလောကိတ်ဆာနဲ့ပလဲနယ်တွေရောက်နေတော့လေးချောင်းတိုက်ခိုက်မှုတွေမှာသေဆုံးတာ။အဲ့ရကပြည်သူငောင်းလည်းထိခိုက်တံရရတယ်။အလားတူအော်တိုဘောလာ30နိမနက်9:30မိနစ်ခန်းကလည်းစစ်တွေမြို့နဲ့အမြင့်ကျွန်းရွာ စာတင်ကြောင်းကကျန်းဖက်စစ်သားတွေကရေသိတောင်မြို့နယ်အောက်စီကိုင်းရွာတပောင်ရိုးဆယ်နီကိုဒရုန်းနဲ့ပုံစံလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းမြစ်တွေဖြစ်တဲ့ Aragon Press ကဖော်ပြတယ်တိုတိုက်ခိုက်မှုတွင်အောက်စီကရွာကဥထုံးအေးလိုင်း52နှစ်ကတည်ဆုံပြီးဥဖြိုးဝေထွန်း22နှစ်နဲ့နှံ့ဦးမမောင်ထွေ38နှစ်တို့ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဆလတ်ပြောများရီမျိုးနဲ့ယသိကူတောင်မှာတိုက်ပွဲဖြစ်နေပြီးစစ်တပ်ကလင်းနဲ့ဇတိုက်ပုံကျဲတိုက်ခိုက်နေကရင်ပြည်နယ်များရီမျိုးနဲ့ယသိကူတောင်မှာ တိုက်ပွဲဖြစ်နေပြီးဂျပန်စစ်တပ်ကလင်းနဲ့စတိုက်ပုံကျဲတိုက်ခိုက်နေကြောင်းဒေသတွင်းစင်သတင်းမြစ်ကပြောတယ်။အော်တိုဝါလာ30နေမှာများရီမျိုးနဲ့ဒေဂေကောဒေသရတိကူတောင်ပေါ်ကိုဝင်ရောက်လာဂျပန်စစ်တပ်စစ်ကြောင်း KNL ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာဂျပန်စစ်သားတွေထိခိုက်ဒေဆုံများပြပြီးမေဝါခီယာမှာစစ်သားလောက်ကိုမိရှုဖျက်ဆီးခဲ့တယ်။ထို့ပြင်တိုက်ပွဲအတွင်းပြင်းထန်တဲ့တရားရရှိခဲ့စစ်သား7ဦးကိုလည်းပြည်ကျဲတပ်ဖွဲ့ကလာရောက်တဲ့ထောက်က တောင်ကလေးစင်ကိုပို့ဆောင်လိုက်ကြောင်းသိရတယ်။ဒိုက်ပွဲတွင်ထိနာခဲ့ကျန်ဖက်စစ်တပ်ကရသေးကိုတောင်ဒီတဝိုက်ကိုမိုးလဲ၁၂နှစ်ကျော်ကစတင်ပြီးဝိုင်တွဲလေးနဲ့စတိုက်ပုံကျဲတိုက်ခိုက်သွားပါတယ်။ရသေးကိုတောင်ဘက်မှစစ်တပ်စစ်ကြောင်းမိုင်းထီဝီတေရဒန်ရရရန်များတဲ့ PDF ကလာတဲ့ထုတ်ပြီးတောင်ကလေးစင်ကိုစစ်တပ်အပေါ်တဲ့တရဲသူတွေကိုမဲဝါခိရပြင်မှာစစ်တပ်ကမိဖုံရှုံနေရလေကြောင်းစစ်ကူပြင် စစ်ကိုခေါ်ပြမဲဝါကီရဲ့တိတ်ကူတော်ကျော်ဘက်ကိုဝိုင်းတွဲတစည်းနဲ့ပုံလာကျဲတဲ့တွန်လိုက်တဖွဲ့နဲ့ထိခိုက်မရှိလို့ဒေတာတွင်စင်းတဲ့မြင်တဲ့ကပြောတဲ့ကော်ကရီမြို့နယ်နဲ့မြောက်ရီမြို့နယ်တို့မှာနေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီးဂျပန်စစ်တပ်ကတိုက်ခိုက်တိုက်ဆုံများပြားနေတဲ့ဖြင့်ကျုံတို့မြို့ဘက်ကနေ့စဉ်ကုန်ရရဲ့နေ့တိုင်းပို့ဆောင်နေကြောင်းသိရပါတယ်။နောက်ဆက်အပင်းကြိုက်အတွက်ထူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။